1989ခုနှစ်အတွင်းမှာတောက်ကြသားသမီးတွေဟာတနည်းဆိုရင်ယာစားအိမ်မှာလာတီနေတဲ့အတွက်ကြောင့်မလို့ဘာကိုလှုပ်လှုပ်အခွင့်အလမ်းကောင်းနေအများကြီးပေါ်တတ်တယ်ပဋိရဲ့ကြွယ်ကြွယ်ဉာဏ်ပညာရှိကြီးလှုပ်ဆောင်မှုလိုအပ်တယ်ညင်တက်ဖို့လိုတယ်အာနာတက်ဖို့လိုတယ်လှည့်ပြားတက်ဖို့လိုတယ်ညာခိုင်းတာပြောတာမဟုတ်ဘူးလိန်လယ်ခိုင်းတာကိုပြောတာမဟုတ်ဘူးဘာကိုဖြစ်ဖြစ်အပွင့်တက်အကြီးတက်တွေအများကြီးဖြစ်တတ်တယ်လို့လုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုအရာရာကိုကိုကဥစည်းဥဆောင်လှုပ်ခါမှာအောင်မြင်မဲ့နှဲ့ ဘာကိုဖြစ်ဖြစ်ကိုယ့်ရဲ့အမိခံလောက်ကမှာအချစ်တို့လောက်ကမှာအစဉ်ပြေမဲ့နေဘာကိုလှုပ်လို့ကိုယ့်ရဲ့လုပ်ငန်းကိစ္စအလုပ်ဆောင်တာကိစ္စတွေကိုအဖွဲ့အစည်းကိစ္စအသင်းဖွဲ့ကိစ္စတွေကိုဥစည်းဥဆောင်လောက်ရမယ်နှစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တောက်ကြသာသမီးတွေဟာအမိခံလောက်ပါဥဆောင်လောက်ပါယာရုလုပ်ငန်းဆိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးနိုင်တယ်ယာရုတက်နိုင်တယ်သို့တော့လုပ်ငန်းကိစ္စနဲ့ပတ်သက်လာတဲ့အခါနှစ်နေရာလောက်ပြောင်းရတာမျိုးနှစ်ခုလောက်ပြောင်းရတာမျိုးလေးကြီးကြုံရတတ်တယ်အိမ်ဆောင်ရင်းနဲ့ပတ်သက်ရင်တော့ညံ့ပါတယ် ိန်တော်ကြီးနဲ့ပတ်သက်ရင်တောက်ကြသားသမီးတွေဟာခိတကနာခွဲနေသူများဖို့ကတော့ဘာမှစိုးရိမ်စရာမရှိပေမဲ့လို့နီးစပ်နေတဲ့မိတ်ဆွေများဖို့အိန်တော်ဘက်နဲ့ပတ်သက်လာရင်စိတ်တိုင်းမကြတာမျိုးအိန်တော်ဘက်နဲ့ပတ်သက်ရင်ကိုကသူ့ကိုစိတ်မရှိတာမျိုးနည်းနည်းလေးစိတ်တိုင်းမကြစိတ်ရဲ့အလိုမကြဖြစ်ရတာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်ရင်ဖြစ်ရတာမျိုးကြီးကြုံရတတ်တယ်လို့တောက်ကြသားသမီးတွေဟာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရပေမဲ့ကြိုးစားသလောက်စွမ်းသလောက်ကိုအောင်မြင်မဲ့နှစ်လုံယူမဲ့နှစ်ဖြစ်တယ်လို့ မလို့ယူပဲပြင်းရင်လည်းပြင်းသလောက်အရေထွက်မယ်နှစ်ဖြစ်ပါတယ်အဲ့တော့1989မှာတောက်ကြတွေဟာစူးစမ်းရင်စူးစမ်းသလောက်ကိုစွမ်းသလောက်တော့ကိုစူးစမ်းခဲ့ပါတယ်ဆိုသလိုပဲစူးစမ်းသလောက်လည်းရောက်မယ်နှစ်ဖြစ်တယ်เนาะထိတ်ဆုံးတီရောက်အောင်စူးစမ်းရင်ထိတ်တီရောက်မယ်အောက်ဆုံးတီရောက်အောင်မလို့ရင်လည်းအောက်ဆုံးတီရောက်မယ်နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့တောက်ကြတွေဟာ1989မှာလူမှုရေးကဏ္ဍတွေကိုချော်ရှာတင်ပါတယ်အပြောပါကိစ္စလေးတွေအလောင်းကစားကိစ္စလေးတွေမှာ မဆန်းတာကောင်းတယ်မစတင်တာကောင်းတယ်တတိထားစင်ကြီးကလိုအပ်တယ်ဂျမ်းမာရီဂျမ်းမာရီနဲ့ပတ်သက်လာရင်တော့ဥကောင်းနဲ့ပတ်သက်တာမျိုးဥနဲ့ပတ်သက်တာမျိုးလေးတွေအစာရေးဥတပောက်တာမျိုးလေးတွေလိတ်ကောင်းနဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးလေးတွေတတိထားရန်လိုအပ်ပါတယ်ဒါလေးတစ်ခုတတိထပ်ပြုရန်စင်ကြီးကလိုအပ်ပါတယ် တို့အပြင်တတိထဆင်နေရမှာတော့အပေါင်းကြီးကိစ္စလေးတွေအပြိုအပါကိစ္စလေးတွေအလောင်းကစားကိစ္စလေးတွေမှာတတိလက်လွတ်ပြုမူတာမျိုးလေးတွေနော်ဖြက်လန်းနည်းနဲ့လိုက်တာမျိုးလေးတွေအားနည်းစီပါတယ်ဒါအပြင်တတိထဆင်နေရလိုအပ်ပါတယ်အထက်လူကြီးအကြီးကဲနဲ့ပတ်သက်လာတဲ့အခါမှာပြည်ထနာကရောက်ကစားလေးတွေဂျုံရတာမျိုးမိမိရဲ့ဖခင်မိမိရဲ့မိသားစုအိမ်ထဲမှာဆိုရင်အကိုတွေ မိမိရဲ့အိမ်ထဲမှာဆိုရင်အဖေတွေအမေတွေအစားရှိသူတွေရဲ့ကျန်းမာရေးအညံ့ခိုက်လေးတွေအနေငယ်ကြုံရတတ်တော့နှစ်ဖြစ်တဲ့အတွက်ကြောင်မလို့တောက်ကြသားသမီးတွေဒီနေ့ထဲမှာဆိုရင်ဘာကိုဖြစ်ဖြစ်အဲကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလေမိမိရဲ့အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်တာတွေမိဘတွေအဖေတွေအကိုတွေနဲ့ပတ်သက်လာတဲ့အခါတောက်ကြသားသမီးမိတ်ဆွေများပေါ်ကတော့ဒီနှစ်တာတော်တွေမှာအဲနည်းနည်းလေးပုံမှုပြီးတော့ဂယုဆိုင်တဲ့နှစ်ဖြစ်ပါတယ်တတိထားစင်ကြီးရန်လိုအပ်တဲ့နှစ်ဖြစ်တယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုတော့အပြုတ်လေပြင်လေပြောင်းလေလှုပ်ဆောင်တာလိုအပ်တယ်စီမီအသေးထုတ်ဖို့အတွက်ဆိုရင် င်းစီမင်းသစ်ထုတ်တာမျိုးလေးတွေကအကျိုးပေးတယ်စီမင်းလုပ်ငန်းကိုင်ငံနဲ့ပတ်သက်လာတဲ့အခါလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ပြီးတော့အဲ changes လုပ်ဖို့လိုအပ်တယ်ဘာကိုဖြစ်ဖြစ်အစဉ်ပြေလုံးလုံးအစဉ်ပြေလုံးလုံးဆိုပြီးတော့စူးစမ်းရုံးကန်နေမအောင်မြင်နိုင်ဘူးအားနေစီတဲ့အတွက်လုပ်ငန်းဟောက်အလုပ်ဟောင်းလေးကိုလုပ်နေတာတဲ့အလုပ်တစ်လုပ်ငန်းတစ်တွေကိုအရှိရှာလှုပ်ဆောင်ရင်အသာချင်းတုတ်တက်ခြင်းနဲ့ဂျုံအားတက်တယ်ဒီ1986ခုနှစ်အတွင်းမှာတောက်ကြသသမီးမိတ်ဆွေများဖို့မိမိရဲ့ ူဇာဘတ်ဟာလူငယ်များဖို့အရှိရေးနဲ့ပတ်သက်မိမိရဲ့ပူဇာဘတ်ဟာအင်္ဂါသားသမီးများဖြစ်ခဲ့ရင်တော့အင်းအိမ်တော်ရဲ့ပတ်ခတ်ကိုလာမိနေတဲ့အတွက်ကြောင့်မလို့ဒီ1389မှာအိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းလေးတွေကိုတတိထားဆင်ခြင်ရတော့အတွက်တော့လိုအပ်တော်နည်းဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးတွေနဲ့ပတ်သက်ပြီးတော့မိမိနေနဲ့ဟိုဟိုဆနလိုပေါ့ အချိန်နဲ့ပတ်သက်လာရင်သတိထားစဉ်းကျင်ရလိုအပ်တယ်အင်္ဂါသာသမီးမိတ်ဆွေများနဲ့ပတ်သက်လာတဲ့အခါမှာကတော့ဝဆလေးတွေကြုံရတာမျိုးအဆွအဆွဲအယိုးဆွလေးတွေခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်သတိထားစဉ်းကျင်ပြရလိုအပ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်တော်ဘက်အပေါ်မှာဒီနှစ်အတွင်းမှာစိတ်တမ်းမကြတာမျိုးကိုကအိမ်တော်ဘက်ထပ်ပို့ပြီးတော့အိမ်တော်ဘက်ကိုကြည်ရင်နဲ့စိတ်မရှိတာမျိုးလေးတွေအာတိကျပို့လုံနိုင်အောင်မပြင်းနေတယ်လို့အပြစ်မြင်တာမျိုးလေးတွေကြုံရတတ်တယ် ငွေကြီးနဲ့ပတ်သက်လာတဲ့အခါရှိတာ900မျိုးလေးတွေမှာညင်းတက်ဖို့လိုအပ်တယ်အာနာရင်ခါပါတက်တယ်လို့တောက်ကြသားသမီးတွေက1989မှာဘာကိုဖြစ်ဖြစ်ရာဇမန်ကြွကြွပြည့်ရကြွကြွညံမင်းများကြွကြွနဲ့ဥစည်းဥဆောင်လို့ပါလုပ်ငန်းနဲ့ပတ်သက်လို့ဆက်တူလုပ်ငန်းတွေရဖွဲ့စည်းအသင်းဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့ကိုယ်အမိခံမလုပ်ရင်အားနည်းစီတဲ့အတွက်ကိုယ်အမိခံလုပ်ပါကိုယ်အမိခံပြီးလုပ်တဲ့အခါမိတ်ဆွေတို့အနေနဲ့အောင်မြင်ခြင်းတိုးတက်ခြင်းတွေတိုးတက်နိုင်တယ် ကိုယ့်ရဲ့အမိကိစ္စနဲ့ပတ်သက်ရင်အကျိုးပြုအားသာစေတဲ့1389ခုနှစ်တွင်မှာတောက်ကြရတဲ့ဟာအားသာဆုံးအချက်ကိုပြောပါစို့နိုင်ငံခြားခီးသွားကိစ္စလေးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာ နိုင်ငံသားနဲ့ပတ်သက်တာမျိုးလေးတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်။နေရာထိုင်ခင်းတွေအတိတရဖြစ်အောင်စူးစမ်းစွမ်းဆောင်နိုင်သောကာလဖြစ်တယ်။ထို့အပြင်နေရာထိုင်ခင်းကိစ္စလေးတွေအိုးအိမ်ချမ်းမြေမီယာကိစ္စလေးတွေမှာအားသာခြင်းကောင်းမှုလေးတွေတိုးတက်နိုင်တဲ့ပညာရေးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးစိတ်တိုင်းကြတာမျိုးထက်ကိုတက်မြောက်ပြီးတော့ပညာရက်ကိုလက်တွေ့ကြကြအသုံးချပါ။တင်ယူလေ့လာခြင်းထက်တက်မြောက်ပြီးတော့ပညာရက်တွေကိုအသုံးချခြင်းအားသာကောင်းမှုနိုင်ပါတယ်။မိသားစုအတွင်းမှာအိမ်တွင်းထဲမှာမထင်မှတ်ဖဲနဲ့ကိုကဥဆောင်သူဖြစ်လာတာမျိုးတွေကိုကဥဆောင်ပြီးတော့လှုပ် ဆောင်ပေးရတာမျိုးလေးကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတောက်ကြသားသမီးတွေကဒီနှစ်ထဲမှာဆိုလို့ရှိရင်တော့ဘာဖို့ဖြစ်ဖြစ်ရရဲ့ဝုန်းဝုန်းနဲ့ချစ်တူဆောင်ရလှုပ်ဆောင်ပြီးတော့မဆွဲလူမှုရေးကိစ္စတွေအပျော်ပါကိစ္စကဏ္ဍလေးတွေကိုအတတ်နိုင်ဆုံးချော့ပေးဖို့လိုအပ်ပါတယ်အလှပရေးရလေးတွေချစ်တူဆောင်ရလှုပ်ဆောင်မှာအပေါင်းတင်ကိစ္စလေးတွေမှာချော့ပေးပါအလှပရေးရကိစ္စပကြီးပပုပေးတယ်မိသားစံကြံတရုတ်ဆောင်ကိစ္စလေးတွေမှာထင်ပေါ်ကြော်စောမှုနဲ့ပတ်သက်လာတဲ့အခါမှာအပြိုင်ဆိုင်တိုက်ခိုက်ကြီးတွေပေါ်လာတတ်တယ်သို့တော့ ကိုပိုင်လုပ်ငန်းစတင်လှုပ်ဆောင်လူတဲ့သူတွေရေရဲကြီးစတင်မှာအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့အိမ်တော်ကြီးမှဆိုလို့ရှိရင်တော့တောက်ကြတာသမီးတွေအနေနဲ့အိမ်တော်ဘက်ရဲ့အားနည်းမှုကိုရရှိတတ်တော့လေအဲနဘူကအဆက်အသွယ်ပြတ်နေသူတွေဝေးကွာနေသူတွေဆိုရင်တော့ပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်လို့မိမိရဲ့ဇာတိချက်မြုပ်မျိုးကို အပြောင်းလဲလေးတွေတွားရတာမျိုးလေးတွေခྱི་ဝေးဝေးတွေမထင်မဖက်ထွားရတာမျိုးတွေကြုံရတတ်သောနှစ်ဖြစ်တယ်။ငွေကြေးနဲ့ပတ်သက်လာရင်လည်းဘာကိုဖြစ်ဖြစ်ရဲဝန်းနဲ့ရှေ့လူစားကလှုပ်ဆောင်ပြီးတော့တိုးပွားအောင်လုပ်နိုင်တယ်။အခြုံငုံပြောရရင်တောက်ကြတွေကစ조사ရင်조사သလောက်조사ရင်ဖရားတော်ဖြစ်နိုင်တယ်ဆိုရဲနှစ်ဥပမာတင်စားပြောရအောင်မကြိုးစားရင်လည်းဘာမှဖြစ်မလာတဲ့နှစ်ဖြစ်တဲ့အတွက်တော့ကံကောင်းခြင်းကံဆိုးခြင်းဟာမိတ်ဆွေရဲ့ ကြိုးစားအားထုတ်မှုနဲ့မိတ်ဆွေရဲ့ရဲဝံမှုလုံးလာအပေါ်မှာမူတည်နေချောင်းဆရာကထထောင်ပြောလိုပါတယ်ဒီနှစ်တာတော့ဒီမှာအကျိုးပေးစီသောကဏ္ဍဆိုရင်တောက်ကြသားသမီးတွေထီကန်ဆန်းလို့ရတယ်ထီပေါက်နိုင်တယ်ငွေကြီးတွေမထင်မှတ်ပဲလုံငနေရင်ကနေဝင်လာတာမျိုးတွေဖျားစီတီတဲရတာမျိုးတွေသိမ်ပရဝံဆောက်ရတာမျိုးတွေအဲစင်းလူတွေဖျားတွေဇီတီတွေအိမ်မက်တွေနဲ့ပတ်သက်ပြီးတော့အထောက်အကူဖြစ်တာမျိုးတွေကြုံရတတ်သောနှစ်ဖြစ်တာကတော့အသေးချာပဲဖြစ်တဲ့အတွက်ဘာသာရေးဆိုင်ရာကိစ္စလေးတွေမှာခံများများလှုပ်ဆောင်တဲ့ထို့အတူတောက်ကြသားသမီးမိတ်ဆွေများအဖို့ကတော့ ီနှစ်တာတော်တွေမှာ မိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းရင်နဲ့ပတ်သက်တာတွေအကျိုးပေးတယ်အသည်ဝင်လာတတ်တယ်အကျိုးအကျိုးရှိရှိအသုံးချရမယ်ရင်စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မောင်းနေတာမျိုးတွေပိုင်းဆိုင်တာမျိုးတွေဂျုံသွားတတ်တယ်လို့အိုးအိတ်ချံမီကိစ္စလေးတွေမှာလည်းအောင်မြင်နိုင်တယ်အထယ်လိတ်လုပ်ငန်းလေးတွေလည်းအကျိုးပေးနိုင်တယ်အမှုကိစ္စရုံးကလန်နာကိစ္စအမွေကိစ္စဖြစ်နေရင်ပြီးပြတ်အောင်ဖြည့်ရှင်းနိုင်သောနှစ်ဖြစ်ပါတယ်သို့တော့ငွေကြီးနဲ့ပတ်သက်ရင်သူတစ်ပါးကိုအာမခံကိစ္စလေးတွေမှာတတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ဒါလေးတွေကိုတော်တော်လေးကြိုးစားရမယ်ငွေကြီးနဲ့ပတ်သက်ရင်ကိုယ့်အတွက်ကောင်းတယ်သူများအတွက်ကိုအာမခံတာမျိုးလေးတွေ မှာအားနည်းစီတယ်ငွေမရှိပါနဲ့ငွေရှိရင်ဆုံးတတ်တော့နှစ်ဖြစ်တယ်အလောင်းစားနဲ့ပတ်သက်ပြီးဝါသနာထုံနဲ့တောက်ကြတွေပါရင်တော့မိတ်ဆွေကိုဒီနေ့ဟာသတိထားပါအိမ်တော်ကြီးမှာဆိုရင်အဆွအဆွဲအယူအရှုပ်ရှင်းနေကိုကိုမဟုတ်ဘူးဖြစ်စေဟုတ်ရဖြစ်စေအရှုပ်အဆွအဆွဲလေးတွေကြုံရတာမျိုးလေးတွေတပုတ်လေးတွေကြုံရတာမျိုးလေးဖြစ်တတ်တဲ့အတွက်တော့ဒီလိုလေးကြုံမိမိရဲ့အိမ်တော်ကြီးမှာ ကတော့ကစားလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးကိုတတိထားစင်ကျင်အလိုအပ်ပါတယ်။ဒါအပြင်တောက်ကြတွေဟာအကျိုးပေးစီတော့ကဏန်းအနေနဲ့ဆိုခုနှစ်ကဏန်း၊၃ကဏန်း၊၄ကဏန်းတွေဟာမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်နိုင်ပါတယ်။အကျိုးပေးသောနေသားအနေနဲ့အင်္ဂါသာသမီးဆန်နေသားသမီးတွေရဲ့အကူအညီကိုရယူလှုပ်ဆောင်ရင်းတိုးတက်ကောင်းမွန်နိုင်ပါတယ်။မိမိတို့ခီးသွွားလို့တဲ့နေ့တွေခီးထွက်လို့ရင်း တောက်ကြရက်တွေမှာထွက်တာမျိုးတောက်ကြနေတွေမှာသွားတာမျိုးတွေဟာမိမိရဲ့ကံကိုတိုးတက်နိုင်ပြီးတော့အာသာမှုကိုရရှိစေနိုင်ပါတယ်အကျိုးပေးသောအရက်ဟာတောင်ဆူဆူရက်ဖြစ်ပါတယ်စန်းတီယာရက်ကတော့အနောက်တောင်တောင်ရက်ဖြစ်ပါတယ်တတိယဆင်ញင်ရမယ်နေသားအနေနဲ့ဆိုရင်တော့တနင်္ဂနွေနေသားသမီးတွေနဲ့ဆက်တူလောက်တာမျိုးလေးတွေကံရက်အနေငယ်ညံ့စီတယ်အိမ်တော်ရေးရှိရမှာအင်္ဂါသားသမီးတွေကမိဆွေတို့ရဲ့ရည်ရွယ်ချက်ရည်မှန်ချက်တွေကိုကြံ့ကြာစေနိုင်သောနှစ်ဖြစ်တယ်တတိယဆင်ញင်ရမယ်အရာအနေနဲ့ဆိုရင်တော့အပန်းရောင် အညိုရောင်လေးကိုတတိထားဝတ်ဆင်ပေးပါအချိုးပြုတ်စေသောအရောင်နေနဲ့ဆိုရင်တော့အဝါရောင်အနီရောင်လေးအချိုးပေးတဲ့ရေထွက်ကုန်လုပ်ငန်းတွေလှက်စပစ္စည်းလုပ်ငန်းတွေအထယ်လိုက်ထိဒီပနဲ့ဆိုရှယ်မီဒီယာနဲ့ပတ်သက်သောလုပ်ငန်းတွေအချိုးပေးပါတယ်စားတောက်ကုန်လုပ်ငန်းတွေအချိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ရွှေဝင်လာတာမျိုးတွေရွှေဆိုင်ဖွင့်တာမျိုးတွေရွှေနဲ့ပတ်သက်တဲ့အတွင်းထွက်ပစ္စည်းတွေနဲ့ပတ်သက်ရင်အချိုးပေးပါတယ်ဆိုတဲ့အကြောင်းဆရာကထပ်လောင်းပြောလိုပါတယ်တောက်ကြသားသမီးတွေဟာလုံးဘာကိုဖြစ်ဖြစ်ရဲရဲဝံ့နဲ့ချစ်တို့ဆောက်ရလှောက်ဆောင်နိုင်ပါစေကြောင်းနဲ့ လုံဆောင်လို့လည်းကောင်းသောနှစ်ဖြစ်တဲ့အတွက်1969ဟာမိတ်ဆွေကြိုးစားရင်ကြိုးစားတော့ရရှိတဲ့အတွက်ဘဝမှာတိုးတက်မှုနဲ့အရှိချမှုတွေကိုကြိုးစားနိုင်စားစေလို့ဆရာကဆုတောင်းရင်းနဲ့နောက်ဆုံးပဲအိတ်နဲ့လွယ်စနေလှဲ့ကိုရောက်လာပါပြီခင်ဗျာ